ူဘက်တုံညာထိတ်ကစားမယ်ဗျာနော်တုံညာထိတ်တုံညာထိတ်ကကြာပြီလားမကြသေးဘူးလားတုံညာထိတ်မထွက်သေးဘူးနော်အင်းဟုတ်တာပေါ့တုံညာထိတ်ကမထွက်သေးဘူးဗျာတုံညာထိတ်တလုံးတော့ကစားချင်တာပဲကစားမယ်တုံညာထိတ်နဲ့ခဏလေးလူဆောင်ရင်းနဲ့ကျွန်တော်ဒီမှာနမူနာလေးပြနော်ကျွန်တော်တို့ဘဝမနစ်ကတော့ကနော်ကျွန်တော်တိတိကျကျအောင်ခဲ့တဲ့စိုက်မျိုးနောက်ပြီးတော့ ကိုရှိခွန်နော်၁၀ခွက် line နေကျွန်တော်တို့ပြခဲ့တာရှိတယ်တို့ဒီလို၁၈6လို့ထောင်ရင်တိထိတ်နဲ့ထောင်နော်တိထိတ်နဲ့ထောင်လို့ရတယ်ဒီထောင်သလုံး၈လို့ယူလို့လည်းရတယ်နော်ဒါတွေတော့ဒီမှာ၁၈6လို့ထောင်ရင်6ပါပါတိထိတ်နဲ့တွဲထောင်နောက်ဒီမှာလည်းရှိတယ်ကျွန်တော်တို့၁၈6လို့ထောင်ရင်6ပါပါတိထိတ်နဲ့တွဲထောင်နော်အဲ့ဒီမှာကပထမကတ်မှာလည်း၃ခါဒုတိယကတ်မှာလည်း၃ခါပဲထွက်တယ်ဒါပေမဲ့ဒီနေရာမှာ ကျွန်တော်တို့186လို့အဲ186လို့ထောင်းရင်တစ်ထိတ်နဲ့ထောင်းမယ်။တုံခါထွက်မလားဆိုပြီးကျွန်တော်တို့ပြောခဲ့တယ်။ဒါပေမဲ့ဒီဘွဲမှာကျွန်တော်တို့ကအပူမအပူဆိုပြီးတော့186ကျွန်တော်ရေးပေးခဲ့နော်။ပေါက်တဲ့လူတွေလည်းပေါက်ကြတယ်186ကို။အဲ့ဒီမှာပြီးခဲ့တဲ့ဘွဲမှာလောလောလတ်လတ်ကျွန်တော်ပြောခဲ့တာရှိတယ်။836ကိုလို့ထောင်းရင်ရှင်းနောက်ပိတ်နဲ့တွဲထောင်းမယ်နော်။836ကိုရှင်းနောက်ပိတ်နဲ့တွဲထောင်းနောက်ဒီမှာလည်းရှိတယ်ကျွန်တော်တို့836ကိုလို့ထောင်းရင်ရှင်းနောက်ပိတ်နဲ့တွဲတယ်နော်။ဒါကျွန်တော်ပြောခဲ့တယ် ဟုတ်ဒီမှာကျွန်တော်ပြောတယ်836เนาะအဲ့ဒီ836လို့ထောင်းရင်6ခွားနဲ့ထောင်းတယ်836 6လို့ထောင်းရင်10ပိတ်နဲ့98အခွား10ခွားဆိုပြီးကျွန်တော်ဒီမှာရေးပြီးခဲ့เนาะမယုံလို့မထိုးတော့မပေါက်ကြဘူးပေါ့ဗျာเนาะထွက်ပြီးမှအဟုတ်ပါလားဆိုတာဖြစ်လာအဲ့ဒီမှာ736လို့ထောင်းရင်6ထိပ်စီက6အပူးနဲ့ပဲဒီမှာ736လို့ထောင်းရင်6ထိပ်စီကအပူးနဲ့ပဲဒီမှာလည်း736လို့ထောင်းရင်6ကအပူးနဲ့ပဲเนาะအပူးအခွားတက္ကသ369 98ခွားနဲ့ ။နောက်ဒီမှာ369 98ခွာ။အဲ့တော့ဒီမှာလည်း369လို့ထောင်မလားထောင်ရင်10ပိတ်နဲ့ထောင်မယ်။10အခွနဲ့ဒီမှာကျွန်တော်10ခွဲရေးတယ်။အဲ့ဒီမှာကျွန်တော်68 8အဲ့တုန်းကရေးပေးခဲ့ရနော်။အခုဒီဒီဒီပွဲမှာရေးပေးခဲ့တာဒီပွဲရောက်တော့လာထွက်။ကျွန်တော်ကျွန်တော်ရေးပေးထားတဲ့နေရာမှာသူထွက်တာကွက်တီပဲ။ည68 98အခုအဲ့ဒါဘာလို့ပြောတော့ဆိုတော့အဲ့ဒါမျိုးတွေကဖြစ်တတ်တယ်။ဒါတခြားအထောက်တွေရှိရနော်ကျွန်တော်မပြောတော့ဘူး။အဲ့ဒီပွဲမှာဒီပွဲမှာသူကနေ့ရေးကြိုက်တယ်နော်ဒီကောင်လည်းနေ့ရေးကြိုက်တယ်အချင်းကြီးတော့မကြိုက်တာ ီဒီ7369ကသူကဒါနှစ်ရေကြိုက်ပဲအကျင်ရေဒါမကြိုက်တာအခုဒီကောင်လည်းနှစ်ရေကြိုက်တယ်အကျင်ရေတော့မကြိုက်ဘူးပေါ့နော်ဒီနားမှာနှစ်ရေကတော့ကျွန်တော်ရေမပြတော့ဘူးဗျာနော်ဒီ1 1ကို6နဲ့နေရောဒီစွန်6စွန်နေရောဒီရှေ့ဒီကောင်နှစ်ရေဒီကောင်မကြိုက်ဘူးနော်မကြိုက်ဘူးဟုတ်တယ်ဟိုကောင်လည်းမကြိုက်ဘူးညုံခုနဲ့ပေါင်းရင်ဟုတ်တယ်1ကို ဧကူ9ပေါင်းရင်8ဆိုတော့ဒီမှာ8ဆုံးလေးခုနဲ့တကဒီ8ဆုံးကို9ပေါင်းရင်9အဲဒီဝါဒီဝါနေ့ရေကြိုက်တော့ကြိုက်တယ်နော်ကျွန်တော်ပြောမလဲအဲ့ဒီမှာဘယ်နည်းရှားလဲဆိုတော့ရေကွက်ကိုဒါရေကြည့်လိုက်တော့နှစ်ရေရတော့ကြိုက်တယ်ကျွန်တော်ဒီ6 8เนาะ6နောက်ပိတ်8ထိပ်စီအဲ့6နောက်ပိတ်နဲ့6နောက်ပိတ်နဲ့8ထိပ်စီရဲ့ဇောင်းမှာ63ည6 8 3ညလို့ထိပ်စီ3လုံးထောက်ထောက်ရနော်နှစ်ထိပ်စီရေးပေးမှာပဲ 6839လို့သူထောင်ထားတာရှိတယ်။အဲ့ဒီမှာနှလုံးခွန်တာတွေဒီဆောင်သုံးလုံးက3လို့ဖြစ်တာတွေနော်ဒါတွေပဲရှိသေးတယ်။အဲ့ကနေကျွန်တော်တို့နှစ်ရည်အကြိုက်ပဲလာလိုက်လို့ရှိရင်ဒီ၄ရှစ်နော်၄နောက်ပိတ်၈ထိပ်စီလို့ဖြစ်တယ်။ဒီနှလုံးက၈ဒီဆောင်သုံးလုံးက၄တကယ်ဒီဘက်ဘေးမှာ၈ထိပ်စီလို့ရိုက်တယ်။အဲ့ဒီမှာဆောင်ထိပ်စီတောင်3လုံး6839။အဲ့ဒီ6839လိုက်ထောင်တယ်ပေါ့ဗျာနော်6839သူထောင်တာရှိတယ်။အဲ့ဒီဖြစ်စဉ်မျိုးက 683ညလို့တူထောင်တာအခုဒီမှာတခါ၄နောက်ပိတ်၈နောက်ပိတ်လို့ဖြစ်တယ်ထဲနှလုံး၉ဆောင်း၃လုံး၅၃ညထိတ်စီရဲ့ဘေးမှာ683ညလို့ပေါ့နော်683ညလို့တူထောင်မှာလားအဲဒီမှာ683ညနော်ဝါးသွားတယ်ပုံမှာလေဒီမှာသူ683ညတူထောင်တယ်နော်ဒီမှာလည်းသူက683ညလို့တူထောင်တယ်အခုဒီနေရာမှာလည်း683ညထောင်မယ်ဆိုရင်တော့သူက1900ရတယ်ပေါ့နော်အထောက်တွေအများကြီးရှိတယ် အဲ့ဒီ site ထဲမှာတခုထူးခြားတာက तू ကဒီကနန်းက33ခွန်ကြီးဖြစ်သွားတာကျွန်တော်အစောကတက်အောင်မေးလို့ဒီနေရာမှာကျွန်တော်ကလန်နာက33တက်လို့ဖြစ်နေတာ33တက်ဖြစ်နေတော့အားကျွန်တော်ကဒီ6 8 39လို့ထောင်ရင်6ပါပါတက်အပိတ်နဲ့တွဲထောင်မေးလို့ကျွန်တော်အဲ့လိုတွေးလိုက်တာမဟုတ်ဘူးဒီကနန်းခွန်ကြီးဖြစ်နေနော်ခွန်ကြီးဖြစ်နေတော့အဲ့ဒါကိုမယူတော့ဘူးကျွန်တော်တို့3ညအထိတ်စီတစ်လုံးပဲယူမှာဒီဘက်မှာဆိုတော့ဒီနှလုံးခွန် ီသုံးလုံးက3เนาะအဲ့ဒီဒီနှလုံးခွန်ဒီနှလုံးခွန်နဲ့ဒီနှစ်နဲ့ကကိုကိုပါပါသူကဒီလိုလေးတာလာပေါ့เนาะဒီမှာလဲအတူရှိတယ်သူကဒီနှလုံး8ဒီတက်နဲ့ပေါင်းရင်ကိုအဲ့ကိုကဒီထောင်သုံးလုံးလေးတာလာအခုဒီမှာကဒီနှလုံးကကိုဒီ၃ညထိတ်နေပေါင်းရင်ကိုပဲအဲ့ကိုပါပါဒီ၃လုံး၄မယ်ဆိုရင်ဒါ၄လို့ရတာပဲเนาะ၃ညထိတ်စီထည့်မယ်အဲ့ဒီမှာဒါကတော့အတွေးပေါ့ ဒီနှစ်ဥက3ခါနော်အဲ့ဒီ3ခါကဒီမှာ3ခါနဲ့ထွက်တာလားဒါဆိုရင်ဒီမှာနှစ်ဥမှာ1ခါရှိတယ်အဲ့ဒီ1ခါကဒီမှာ1ခါနဲ့ထွက်တာလားဒုတိယကမ္မကနှစ်ဥမှာ9ခါရှိတော့အဲ့ခွန်ကိုကျွန်တော်တို့ကဒီနေရာမှာ9ခါနဲ့ထည့်မလားနော်ချိန်မှာကကျွန်တော်ဒီမှာ1 1အပိတ်ဒီမှာလည်း1အပိတ်ဒီမှာလည်း1အပိတ်လို့ကျွန်တော်အဲ့လိုတွေးလိုက်လို့နော်တကယ်ဆိုရင်ဒီကောင်ဒီကောင်မဟုတ်ဘူးဒီကောင်1ပိတ်လို့မရဘူးနော်ခွန်3ညအတွဲလိုက်ပဲရမယ်အဲ့ဒီ3ညက ဒီ683ညလို့ထောင်တော့အင်းဒီ3ပြိတ်2ပြိတ်4ပြိတ်ပေါ့နော်သူက3ပြိတ်ဒီမှာ2ပြိတ်ဒီမှာတကယ်လို့4ပြိတ်ဆိုရင်တော့ခွန်နောက်ပိတ်ထွက်သွားလို့ရတာပဲနော်3ညခွန်ခွန်လို့ထွက်သွားလို့လည်းရတယ်အဲအဲ့ဒီလောက်တော့ကျွန်တော်တို့မတွေးတော့ဘူးကျွန်တော်လိုချင်တာကပြောချင်တာကဒီဘွဲမှာ3ညထိတ်စီတလုံးကစားမယ်ဆိုရင်ကစားလို့ရတယ်နော်ကျွန်တော်ကကစားမှာပဲသူကမှကစားမှာပဲဆိုတော့အဲ့3ညထိတ်နေ3ညထိတ်နေကဏ္ဍတစ်ခွက်ကျွန်တော်ပြမယ် တုံညထိတ်နေကဏ္ဍကဒိမင်ကဏ္ဍမဟုတ်ဘူးနော်တုံညထိတ်နေကဏ္ဍဆိုရင်ကျွန်တော်မိတ်ဆွေတွေသိပါတယ်ဒိမင်ကဏ္ဍမဟုတ်ဘူးတုံညထိတ်စီးနေကဏ္ဍဆိုရင်တုံညကိုသုံးပဲကျွန်တော်ပြနော်အဲအပေါ်ကနေစပြရင်ကောင်းမလားအောက်ကနေစပြရင်ကောင်းမလားအဲကျွန်တော်တို့ဒီအောက်ကနေပဲစပြီးတော့ပြလိုက်မယ်နော်ဒီတုံညာ3ခွန်ဒီအပေါ်ကနေပြန်ကြလာတဲ့ကနေเนาะပြန်ကြတယ်အဝါရောင်ကနေလေးပြန်ကြတယ်เนาะ အဲ့ဒီပြန်ကြကဏ္ဍကနေတိနှိ3 4လို့သွားလိုက်နှစ်နောက်ပိတ်တယ်သူအောက်ဆောင်မှာပြန်ကြကြတယ်နော်ပြန်ကြကဏ္ဍကြတယ်၃ညာခါးနဲ့ကဏ္ဍကြတယ်တခါသူကနေနှိရေကြိုက်ပဲလာလိုက်ဒီမှာ900ဆိုတဲ့ကဏ္ဍဒီအပေါ်ကနေပြန်ကြကြတယ်ကြပြီးတော့နေသူကနေတိနှိ3 4ချိန်သွားလိုက်၃နောက်ပိတ်သူအောက်ဆောင်မှာပြန်ကြနော်ခုနကပြန်ကြကဏ္ဍရဲ့နှစ်ဘွဲကျော်နှစ်ပိတ်အောက်မှာပြန်ကြပြန်ကြကဏ္ဍရဲ့နှစ်ဘွဲကျော်၃ပိတ်ရဲ့အောက်ဆောင်မှာပြန်ကြ အခုဒီမှာ390ပြန်ကြသူကနေနှစ်နှစ်ကျော်၄နောက်ပဲသူအောက်ဆောင်မှာပြန်ကြကိုကျွန်တော်တုံညာထိတ်စီးနေကျွန်တော်ထဲတော့နော်အဲ့လိုထဲ့မယ်ဆိုရင်ဒီ brake 6ရဲ့တပွဲကျော် brake 9ရဲ့တပွဲကျော် brake 8ရဲ့တပွဲကျော်နော် brake 8နဲ့အပူရဲ့တပွဲကျော်ပြန်ကြ brake 9အပူရဲ့တပွဲကျော်ပြန်ကြ brake 6နဲ့အပူရဲ့တပွဲကျော်ပြန်ကြအဲ့ဒီပြန်ကြမှာကြာခင်သူကဒီဆောင်တပွဲကျော်မှာ ကိုးထိတ်စီအရင်တည်တယ်ကိုးပါပါပရိလေးတို့ရိုက်နော်ဒီကိုးထိတ်စီကိုးပါပါပရိလေးသူ့အောက်ဆောင်တပွဲကြုံမှာပြန်ရကြလွဲမှာလဲတူတူပဲကိုးထိတ်စီအောက်ဆောင်မှာပရိလေးလေးနော်ကိုးလေးပါပါတစုံရိုက်ထားတယ်အောက်ဆောင်မှာပြန်ရကြအဲ့ဒါဆိုရင်ဒီမှာကိုးထိတ်စီသူထည့်သွားတာကိုးရှိခွန်ကိုးထိတ်စီထည့်လို့ကိုးပါပါသူကဒီမှာပရိလေးထောက်လို့သူ့ရဲ့အောက်ဆောင်မှာပြန်ကြခဏကျွန်တော်တို့ကစားမယ်နော်အဲ့ဒီကစားတဲ့ခဏနေဒီအပေါ်မှာတုံညာခါနဲ့ထွက်ခဲ့တဲ့ခဏနော် အဲ့ဒီမှာ3956ပြန်ကြတော့လေ3000ခါနေခဏအဲ့ဒီနေရာမှာထွက်မဲ့ခဏသည်လေအပေါ်မှာ3000ခါနဲ့ထွက်ထားတဲ့ခဏဆိုရင်နှစ်ကွက်သေးရှိတယ်နော်ခုနကကျွန်တော်3000ခွန်ရှိတွဲလို့ယူပြခဲ့လို့နော်အဲ့3000ခွန်ရှိတွဲကိုယူမယ်ဆိုရင်3000ခွန်3000ဆိုတဲ့ခဏတစ်ကွက်ဒါရန်ထားလို့ရတယ်နော်အဲ့မှာဒီ3000ပါတဲ့ခဏနေဒီအပေါ်မှာ3000ခါနဲ့ထွက်ခဲ့တဲ့ခဏဖြစ်ကြမယ်နော် အဲ့ဒီတုံညရဲ့နှက်ခတ်ကဒီနှလုံးခွန်လို့ရိုက်တယ်ခွန်နှက်ခတ်ဒီမှာတုံညပိတ်ထားတာနော်အဲ့ဒီမှာလည်းတုံညခါးနဲ့ခဏပြန်ကြတယ်တုံညရဲ့နှက်ခတ်ဒီနှလုံးခွန်လို့ရိုက်တယ်ခွန်ရဲ့နှက်ခတ်တုံညလို့နောက်ပိတ်ထားတယ်နော်ဒီမှာလည်းအတူတူပဲဒီတုံညခါးရဲ့နှက်ခတ်ဒီနှလုံးခွန်လို့ရိုက်ပြီးခွန်ရဲ့နှက်ခတ်တုံညနောက်ပိတ်လို့ထည့်ထားတယ်နော်အဲ့လိုထည့်ထားတဲ့ခါကျတော့ကျွန်တော်တို့ကအဲ့ဒီခွန်ဒီခွန်လေးဒီ तू ကခွန်ပါဝါဗရိတ်နှစ်နှစ်ထိတ်လို့ရိုက်ထားတာ ဗရိတ်နှစ်ထိပ်စီဗရိတ်နှစ်လို့ရိုက်ထားပြီးမှဒီနှလုံးကိုခုန်လို့ရိုက်တာတခါဒီမှာလဲကျွန်တော်ပြောခဲ့တဲ့တုံညာခါရဲ့နှက်ခါဒီနှလုံးခုန်လို့ရိုက်တော့အဲ့ဒီခွန်ပါပါဒီမှာဗရိတ်နှစ်နှစ်ထိပ်သူကစားပြီးမှဒီနှလုံးနောက်ပိတ်နဲ့ထိပ်နဲ့ကိုခုန်လို့ထွက်တာအခုဒီမှာနှစ်ထိပ်စီနှစ်ပါပါအဲ့ဒီနှစ်ထိပ်စီဗရိတ်နှစ်နှစ်ရဲ့ပါပါဒီနှလုံးကိုခွန်လို့ရိုက်ထားတာနော်ခွန်ရဲ့နှက်ခါတုံညာအပိတ်ခွန်ရဲ့နှက်ခါတုံညာအပိတ်ခွန်ရဲ့နှက်ခါတုံညာအပိတ်အဲ့ဒီမှာ ီနှစ်ထိတ်စီရဲ့ဆောင်းမှာဗရိတ်ကိုးရှိတယ်เนาะဒီနှစ်ထိတ်စီရဲ့ဆောင်းမှာဗရိတ်ကိုးရှိတယ်ဒီနှစ်ထိတ်စီရဲ့ဆောင်းမှာဗရိတ်ကိုးရှိတယ်အဲ့ဒီကိုးဒီကိုးဒီကိုးဒီဒီဒီကနန်းပြန်ကြတဲ့အချိန်မှာ ကိုးထိတ်စီဗရိတ်လေးလို့ထောက်ပြီးအောက်ဆောင်းမှာသူကပြန်ရကြเนาะအဲ့ဒီခုနကတုံညာအောက်ဆောင်းမှာဗရိတ်ကိုးချီတယ်အဲ့ဒီဗရိတ်ကိုးဒီဒီတုံညာခန်းနဲ့ကနန်းပြန်ကြတော့သူကကိုးထိတ်စီဗရိတ်လေးအရင်ထောက်ပြီးမှเนาะသူ့ဆောင်းတပွဲကြော့မှာပြန်ရကြတယ် အခုလဲဒီမှာဗရိတ်ကိုးထောက်ထားပြီးပြီဒီမှာလဲကိုးထိတ်လဲတဲ့ပြီကိုးပါပါဗရိတ်လေးလဲရိုက်ပြီသူ့ရဲ့ဆောင်းမှာလေးနောက်ပိတ်လဲထည့်ပြီเนาะဒီနေရာမှာထွက်မဲ့ကနန်းကိုတုံညာပါတဲ့ကနန်းပြန်ချာကိုကျွန်တော်ကတုံညာထိတ်စီနဲ့ပြန်ညာဆိုရင်တုံညာ93လို့ကျွန်တော်ယူချင်တယ်เนาะအဲ့တုံညာ93ဆိုတော့ခြေပေါင်း9ဟုတ်ပြီအဲ့ဒါဆိုခြေပေါင်း9နည်းနည်းကြည့်ကြည့်မယ်ခြေပေါင်းကိုကိုနည်းနည်းကြည့်ကြည့်မယ်ခြေပေါင်းကိုကိုဒီ site ကသူကတော့တစ်ပိတ်နဲ့တော့ထည့်ခိုင်းတာပေါ့ဗျာကျွန်တော်ကတော့တစ်ပိတ်နဲ့တော့မထည့်ဘူးဒါပေမဲ့ကိုကိုတော့ကြိုက်တယ် ဘာလို့ကိုကိုကြိုက်လဲဆိုတော့တုံညတုံညတုံညဟူဟူဟူတဆယ်စက်တက်တုံညတုံညဟူတဆယ်စက်တက်အင်းလေယုံကြကျွန်တော်ကလည်းကြောင်တောင်တောင်ရေစိတ်မှာရှေးဘောင်းကိုနည်းနည်းကြိုက်တယ်ဆိုတော့ခြေဘောင်းခွန်ရှေးကို ခွန်ရှိကိုနော်ပြီးတော့ဒီနားမှာ၃နောက်ပိတ်နဲ့ဗရိတ်ခွန်၃ည၃နောက်ပိတ်နဲ့ဗရိတ်ခွန်၃ညနော်ဒီမှာ၃နောက်ပိတ်နဲ့ဗရိတ်ခွန်၃ညလို့သူဖြစ်တယ်နော်ခွန်ဗရိတ်ခွန်ဗရိတ်ခွန်ဗရိတ်၃နောက်ပိတ်၃နောက်ပိတ်၃နောက်ပိတ်အဲ့ဒီနောက်ပိတ်နဲ့ဗရိတ်၁၀ဖြည့်ရှင်းနေတာကျွန်တော်ဒီနေရာမှာ ကိုထိတ်နဲ့တစ်ပိတ်နဲ့30လို့ဒီမှာကိုထိတ်နဲ့တစ်ပိတ်30ကိုထိတ်နဲ့တစ်ပိတ်30လို့ကျွန်တော်ဒီလိုမျိုးစွဲထားတာเนาะဒါအချင်းကြီးအကြိုက်ပဲအဲ့ဒီမှာအဲ့ဒီတစ်ပိတ်30ဒါ30ဒါကိုတော့တိတ်ပြီးတော့မသိဘူးဒီဗရိတ်ခွန်ဒီသူ့ရဲ့တစ်နှစ်ကျော်1 2 3 4 5 6တိမ်မှာရှေ့ပေါင်းခွန်လို့သူထည့်အော်ဒီနောက်ပိတ်နဲ့ဗရိတ်30လို့ဖြစ်တယ်သူ့အောက်မှာဗရိတ်ခွန်ကဒီမှာရှေ့ပေါင်းခွန်အော်ဒီမှာထိတ်နဲ့ဗရိတ်နဲ့30လို့ဖြစ်တယ်သူကနေတစ်နှစ်ကျော်အချိန်ခိုက်ဆင်းလာလိုက် သူ့အောက်မှာထွက်ခဲ့တဲ့ဗရိတ်ရှစ်တည်ရှေ့ပေါင်းရှစ်လို့ကျွန်တော်ထည့်မယ်နော်အဲ့ဒီမှာနောက်ပိုက်နဲ့ဗရိတ်ကွန်တက်ဆယ်ဖြစ်တယ်သူ့အောက်မှာထွက်တဲ့ဗရိတ်9ကိုဒီဘက်မှာရှေ့ပေါင်း9လို့ကျွန်တော်ထည့်မယ်နော်အဲ့ဒီမှာခုနကကျွန်တော်ပြောတဲ့တုံညာထိပ်စီးနဲ့ကင်မယ်ဆိုရင်ရှေ့ပေါင်း9ကိုဒီကနန်းပဲထည့်လို့ရတယ်နော်အခုနကဟာခုနကဟာတက်တက်ပေါ့လေဒီဆိုင်လေးနဲ့လည်းကြိုက်ရင်ကိုယ့်ကိုထိုးပေါ့ဒါကျွန်တော်တိတ်တော့မကြိုက်ဘူးเนาะကျွန်တော်ယူရင်ခြေပေါင်း9ပဲယူမှာအဲ့မှာသူကဒီ break ခွန်ရဲ့ဇောင်းမှာ တက်စီသုံးလုံးက9เนาะ10ပြည့်ရဲ့ဆောင်းမှာဒီသုံးလုံးက10ဒီ9ပြည့်ရဲ့ဆောင်းမှာဒီသုံးလုံးက17เนาะ1 3ရ9လို့စီနေရရိုက်တယ်အဲ့ဒီ9ကိုကျွန်တော်တို့ဒီနေရာမှာอืม9 9လို့ရိုက်ပြီးတော့တဲ့ဒီနေရာမှာနေုံကျွန်တော်တို့ဒီထိပ်သီးသုံးလုံး9ကိုဒီနေရာမှာထိပ်နှလုံး9လို့ကျွန်တော်ထည့်ပါเนาะဒီသုံးလုံး9ကိုဒီနှလုံးက9နောက်ပိတ်ကထိပ်လို့ပဲ တစ်ခါဒီသုံးလုံး30ဘူးသူ့ရဲ့အောက်ဆောင်မှာထိတ်နှလုံး30လို့ရတယ်အဲ့ဒီ30လို့ရိုက်လိုက်တာနဲ့နောက်ဘက်ကထိတ်လို့ထည့်နော်ဒါဆိုရင်ဒီမှာသုံးလုံးက1အဲ့ဒီ1ကိုထိတ်နှလုံး1လို့ထည့်ရင်သုံးထိတ်စီသုံးထိတ်စီလို့ထည့်လိုက်တာနဲ့ဒီသုံးနောက်ဘက်ကထိတ်လို့ဝင်မယ်ဆိုရှေ့ပေါင်း6ဖြစ်အောင်36အတွဲကို1နောက်ဘက်နဲ့36 1ဆိုတဲ့ကနေတကွက်ထွက်တယ်နော်အဲ့ဒီမှာက तू က3ည3ည3ည၄ဖြစ်ခဲ့လို့ ကိုထိတ်နဲ့တိပိနဲ့၃ညကိုထိတ်နဲ့တိပိနဲ့၃ညကိုထိတ်နဲ့တိပိနဲ့၃ညလို့ယူလဲရတယ်နော်ဒါရတယ်ဆိုတာပြောပြအဲ့ဒီပရိတ်ခွန်ကိုရှေ့ပေါင်းခွန်လို့ထည့်မယ်ဒီပရိတ်ရှစ်ကိုရှေ့ပေါင်းရှစ်လို့ထည့်မယ်နော်ဒီပရိတ်ကိုကိုရှေ့ပေါင်းကိုလို့ထည့်မယ်ဒီထောင်သုံးလုံးကိုကိုထိတ်နှလုံးကိုလို့ထည့်မယ်ထောင်သုံးလုံး၁၀ကိုထိတ်နှလုံး၁၀လို့ထည့်မယ်ထောင်သုံးလုံး၁၁ကိုထိတ်နှလုံး၁၁လို့ထည့်မယ်အဲ့လိုထည့်လိုက်မှာ ကျွန်တော်တို့အောက်ကနေ၄နောက်ပိတ်ကထိတ်၁နောက်ပိတ်ကထိတ်၃နောက်ပိတ်ကထိတ်ဆိုပြီးတော့သူ့ဝင်မယ်နော်အဲ့တော့တုံးထိတ်ကိုဒီစကတိုင်းကယူပြီးကစားရဲဆိုရင်ကျွန်တော်တို့ဒီနေ့အမလေးဒီနေရာမှာကျွန်တော်တို့390လို့ပေါ့ထိုးလို့မရဘူးလားရတာပဲနော်ဘာလို့လဲပြီးခဲ့တဲ့ဝက်ကျွန်တော်ပြောခဲ့တယ်ကိုခါအောက်မှာပြန်ကြအခုကိုလည်းကိုခါဖြစ်နေတာပဲသူ့အောက်မှာကိုခါပြန်ကြကြရင်လည်းကြပါမို့လေနော်ဒါတော့ကျွန်တော်တို့မပြောတတ်ဘူး အဲကြာကြာမကြာကြာအဲသူကကြာချင်းကြာလေကြာလေမကြာချင်းလည်းမကြောက်ဘူးနော်ဒီ site မှာကကျွန်တော်လိုချင်တာကရှေ့ပေါင်းကိုနော်သုံးတက်တာမတက်တာဒီရပေါင်းချင်းတစ်ဖြစ်တာမဖြစ်တာကျွန်တော်မသိဘူးကျွန်တော်သိတာရှေ့ပေါင်းကိုပဲကျွန်တော်သိရှေ့ပေါင်းကိုနဲ့တင်းနောက်ပိတ်နဲ့ပဲကစားသွားမလားရှေ့ပေါင်းကိုကိုဒီကနန်းနဲ့ကိုသွားမလားနော်ဒါတော့ကိုယ့်ဘက်ကိုပြန်စစ်ကြပါဦးအဲကျွန်တော်လိုချင်တာကဒီ line ကိုလိုချင်တာနော်သူကဒီ 1 2 3ဆိုတာတွေရှိတယ်เนาะနောက်ဒီမှာ3ခွန်3ခွန်3ခွန်ဆိုတာတွေရှိတယ်အဲ့ဒီ3ခွန်နေနဲ့ तू อ่ะအကြိမ်ခိုက်တွေမှာအောက်ဆောင်မှာ तू อ่ะဒါ6ထိပ်တွေသူ့ဆောင်မှာ6ထိပ်တွေဒါသူ့ဆောင်မှာ6ထိပ်စီတွေ तू ထည့်ခဲ့တာเนาะအဲ့ဒီ6ထိပ်စီရဲ့အောက်နှစ်ပွဲကျော်မှာထွက်တဲ့ခဏကပြန်ရเนาะ तू အောက်နှစ်ပွဲကျော်ထွက်တဲ့ခဏပြန်ရအဲ့ဒီ6ထိပ်စီရဲ့အောက်နှစ်ပွဲကျော်ထွက်တဲ့ခဏဒီပွဲခဏန်းတွေပြန်ရဒါကြလို့ရတယ်เนาะ3ည6 3ထည့်လို့ရတယ်ရှေ့ပေါင်း6နဲ့ခဏန်းเนาะထည့်လို့ရတယ်ပေါ့ဗျာเนาะဒါကျွန်တော်အဲ့လိုပြောပြတယ် ဒီနေရာမှာကတကယ်လို့ရှေးပေါင်း6ကို36နဲ့ရှေးပေါင်း6မယ်ပြန်ရကြမယ်ဆိုရင်365ဆိုတဲ့ကနေနော်မမေ့နဲ့ကြပြီးသွားပြီဆိုပြီးအထင်မသေးနဲ့3ခါရဲကြတာတွေအများကြီးရှိတယ်ဟုတ်ဒါလေးအမှတ်ရလို့ထည့်ပြောတာဟုတ်ကျွန်တော်တော့တုံညာထိတ်ကိုကြိုက်တယ်ဒီပွဲကိုနော်ဒါတည်းကျွန်တော်တို့ဖြစ်ခဲ့ဘူးတာကိုဟုတ်တယ်မလားအဲဒီမှာ68တုံညာလို့ထောင်းရင်ထောင်းလို့ရနေတာပဲနော်ဒီမှာလဲ68တုံညာထောင်းဒီမှာ68တုံညာထောင်း ထောင်မဲမထောင်မဲဆိုတော့ကျွန်တော်တို့လည်းမသိဘူးပေါ့နော်အဲ့တော့ဒီနေရာမှာဒီနေရာမှာကျွန်တော်တို့7 3 6 9လို့ထောင်ခိုင်းတာထောင်တာပဲ၄၅တထိုးရီကိုလေရှေ့ပေါင်း9နဲ့10နောက်ပဲအင်းနော်အဲ့6ဆုံးပြီးတော့ဒီခွန်ဆုံးတဲ့ခုနှစ်ထဲမှာလေကျွန်တော်တို့ဒီမှာ7369เนาะ7369ထောင်ခိုင်းတာထောင်တာပဲထောင်ရင်10ပိတ်နဲ့ကျွန်တော်ပြောခဲ့တယ်เนาะထောင်ရင်10ပိတ်နဲ့ ်အခုဒီမှာကျွန်တော်တို့8369လို့များထောင်မလားမသိဘူးထောင်ရင်8ပိတ်နဲ့ထောင်ရမယ်ထောင်တာပဲเนาะ10ခွက်ထိုးလို့လည်းကျွန်တော်ပြောတာပဲကျွန်တော်မိတ်ဆွေတွေကျွန်တော်မယုံလို့မထိုးကြတာတော့ကျွန်တော်လည်းမတတ်နိုင်ဘူးကျွန်တော်ကပြရတဲ့တာဝန်ပဲရှိတာเนาะလိုက်ထိုးပေးမယ့်တာဝန်တော့မရှိဘူးကိုဟာကိုတော့မှမထိုးနိုင်ဘူးလိုက်ထိုးပေးမယ်တာဝန်တော့မရှိဘူးပြရတဲ့တာဝန်ပဲရှိတာအဲ163အဲ3361တို့365တို့เนาะဒါကြိုက်ရင်လဲထိုးပေါ့ဒီကောင်ကတော့390 เนาะ390เปลี่ยนจ้ะจนปวยไดแท้ไปบาดะไม่หลุดผู้ปวยไดแท้ไปปวยไดแท้ไปดิเด้ถั่วดําถั่วดาတော့ไม่ติดผู้แท้တော့แท้ไปยังพี่ก็เลยปวยอ่ะจนว่า8แท้ซีเนี่ยเปลี่ยนจ้ะกู8 9ขุนจนแท้ชะไล่ดา8 9ขุนแท้ไล่တော့จนတို့ဒီไลน์มาไอ้တော့มันกระซ้าจริงมุเนาะจนปะတော့ปะไปไล่ไปมั้ยจนไม่สู้เลยแหละอเปี้ยงๆကြည့်ရတာ ီလိုင်းမှာတဲ့ပြီးခဲ့တဲ့ပွဲတုန်းကကျွန်တော်ကစားလိုက်တာဘယ်လိုလဲဆိုတော့ဒီကောင်ကိုကျွန်တော်ကနှစ်ရီမကြိုက်တော့ကျွန်တော်ထည့်မပြဘူးနှစ်ရီဘာလို့မကြိုက်တော့ဆိုတော့ဒီကောင်ဂျားထဲမှာနှစ်လေး၅နှစ်ချာဒီမှာဂျားထဲမှာနှစ်လေးနှစ်ပဲချာတာတနှစ်กว่าဒီ6ခါเนาะကျွန်တော်ဒီမှာ6ခါသူကနေတန်းတန်းလာတပွဲကျော်သူကနေတန်းတန်းလာတပွဲကျော်6ခါအဲ့ဒီ6ခါရဲ့ဘေးမှာဈေးမှာကျွန်တော်တို့ကိုခွန်ခါးနှလုံး6 တက်ဒီ6ခါရဲ့ပြီးမှ88ခါနှလုံး6စီနီယာနဲ့လာတာနော်ဒီမှာ9ခွန်ပြီးတော့ဒီမှာ88 88ပြီးတော့ဒီမှာခွန်9လို့ပြန်ဖြစ်တယ်ခါနှလုံး6အဲ့ဒီ6ဒီသူ့အောက်ဆောင်မှာ6နှစ်ခတ်ဒီခါနှလုံး6ရဲ့နှစ်ခတ်9ခါခွန်အပိတ်နောက်ပေါင်း6ပေါ့ဗျာနော်9ခါခွန်အပိတ်နောက်ပေါင်း6ဆိုကျွန်တော်တွေ့အဲ့ဒီမှာလည်း6ဒီ6ခါ6နှစ်ခတ်9ခါနဲ့ခွန်အပိတ်နောက်ပေါင်း6လို့ကျွန်တော်ထည့်ချတယ်အခုဒီနေရာမှာ 6နှစ်ခက်9ခါကိုကျွန်တော်ပြီးခဲ့တဲ့ပွဲကဒီလိုထည့်တာ8 9 9ဆိုပြီးကျွန်တော်ထည့်တာဒီနေရာမှာ9ခါကိုနောက်ပေါင်း6နဲ့9 9နောက်တွဲထည့်မလားအဲကျွန်တော်တို့ကဒီနေရာမှာဆရာတိုင်းပြနေတယ်ဒီ3ညထိပ်ပြန်ကြ9ထိပ်ပြန်ကြ8ထိပ်ပြန်ကြဆိုရတယ်ဟာဒါဆိုရင်8ထိပ်စီးနဲ့ပြန်ကြဆို8 9 9ကျွန်တော်ထည့်ချလိုက်ကိုနော်ထိုးတဲ့လူကတော့တွေ့ရမှာပဲမထိုးတဲ့လူကတော့မရဘူးနော်ကျွန်တော်တို့ကလိုက်ထိုးပေးလို့ရတယ်ဟုတ်တယ် အဲ့မှာသူက6ခါကြတယ်ဒီမှာလည်း6ခါတော့ကြတယ်ဒီမှာလည်း6ခါကြတယ်ခွန်တော့မပိတ်ဘူးရှင်းနေပိတ်တယ်အဲ့သူ့အောက်မှာဒီ3ခါကနောက်ပိတ်နော်တစ်ခါ6ခါရဲ့အောက်မှာဒီ4ခါကနောက်ပိတ်ဒီမှာကျတော့ငါးမဖြစ်ဘူး၄ကြီးပဲဖြစ်နေတာအဲ့တော့၄ခါကနောက်ပိတ်မှာလားဒါမှမဟုတ်ရင်ငါးနောက်ပိတ်မှာလားဘာလို့တော့စီနီယာလည်းထည့်လို့ရတယ်3 4ဒီမှာ5ပိတ်မယ်ဆိုရင်ခုနကျွန်တော်ပြောတဲ့3 6 5ဆိုတဲ့ကနေဒါထည့်သွားလို့လည်းရတယ် ဲ့လိုမယူဘူးဒီလေးခါဒီနောက်ပဲလို့ယူမယ်ဆိုရင်လည်းဒါဖြစ်တယ်ဟုတ်ပြီအဲ့ဒီမှာတစ်ထိတ်ကတစ်ထိတ်ထဲစီကူးတယ်ဗျနော်ဒီမှာလည်းငါးကငါးလို့ကူးတယ်ဒီမှာနှစ်ကနှစ်လို့ကူးမလားနော်ဒါကအတွေ့အဲ့ဒီတစ်ဒီကျွန်တော်ဒီခွန်နောက်ပိတ်ဗရိတ်ငါးရဲ့အောက်ဆောင်မှာတစ်ထိတ်လို့ထည့်တယ်ခွန်နောက်ပိတ်ပြီးတော့ဒီမှာရှစ်နောက်ပိတ်ဗရိတ်လေးအောက်ဆောင်မှာငါးထိတ်လို့ထည့်နော်အချိန်ကြိုက်ပဲဆင်းလာလိုက်ဒီမှာကိုးနောက်ပိတ်ဗရိတ်၃သူ့အောက်ဆောင်မှာနှစ်ထိတ်လို့ထည့်အဲ့ဒီခွန်ကို အဲဒီ1ကိုကျွန်တော်တို့ကဒီမှာ1 1ထက်စီကူခိုင်းမှာဒီ9ကိုဒီမှာ9 9ထက်မှာဒါဆိုရင်ဒီ1ကိုဒီမှာ1ထိတ်က1ထိတ်လို့ကျွန်တော်တို့ထက်မှာဆိုတော့1 4အတွဲလို့ရတယ်နော်ကျွန်တော်တို့မကြိုက်ဘူးဒါပေမဲ့ကြိုက်တဲ့လူရှိရင်ထိုးပေါ့လေနော်မကြိုက်ဘူးဆိုတာဒီဆိုင်မှာထဲမယ်ဆိုရင် तू ရှစ်ခါထဲရမှာပဲစုံခါပဲဝင်မှာနော်တို့၄6ဒီမှာ8လို့ထဲမယ်ဆိုရင်ဒါ1 4 8ဆိုတဲ့ကနေမထည့်သွားလို့ရတယ် တိုက်တယ်လို့ရှိရင်လည်းထိုးပေါ့ကျွန်တော်တော့မကြိုက်ဘူးတုံညထိတ်စည်းနဲ့ပဲကြိုက်ဒီကနေ့မှကြိုက်တယ်နော်အပြီးခဲ့တဲ့ဘောရအဲ့ကိုရှိခွန်ကိုကျွန်တော်အဲ့ကိုခွန်နောက်တွဲနဲ့ကောက်ထည့်တာရှစ်ထိတ်နဲ့ပြန်ကြဆိုခစ်ကိုငါမှန်တကယ်ဆိုဒီဘွဲက6 6 8အောင်ရမယ်ဘွဲ ရှစ်ခွကြိုထွက်သွားတော့ဘာလုပ်လို့ဘာခံရမှန်းမသိတော့ဖြစ်သွားဘာမှမလုပ်ရှုပ်တယ်ဒီကနေ့မဲ့ထိုးပဲဒီကနေ့ပွဲလဲကျွန်တော်ပြောခဲ့တယ်ဒီ liberty အောက်ဆောင်မှာပြန်ကြကြလို့ရတယ်နော်မဟုတ်ရင်နောက်ပွဲကြလို့လည်းရသေးတယ် liberty ကနှမျိုးထပ်နေတာဒါပေမဲ့အဲ့ဒီ liberty တွေကပြန်ကြကနားရဲ့ဆောင်မှာဗရိတ်လေး၄ပါပါကိုထိတ်နော်ဒီမှာ900ပြန်ကြတယ်ဗရိတ်လေးတွေကိုထိတ်တယ်ဒီမှာခွန်တုံညာသုံးပြန်ကြတယ်ဗရိတ်လေးတွေကိုထိတ်တယ်သူ့ရဲ့အောက်ဆောင်မှာနှစ်ပိတ်၃ပိတ်ဒီမှာ၄ပိတ်လို့ရတယ် အဲ့ဒီအောက်ဆောင်ပါမှာတုံရပါတဲ့ခဏပြန်ကြနော်2 6 4ပြန်ကြထွက်နေမှပြင်စရာသေးမပြောတတ်ဘူးပြီးခဲ့တဲ့ဘွဲတုံးကတော့2 6 4တွေ2 3 4တွေစီနီယာကိုကျွန်တော်အတဲ့လိုရှင်တာဟိုပြန်ကြစီနီယာကိုအတဲ့လိုပြန်ကြခဲ့တာဒါပေမဲ့ခဏများကလည်းပဲနော်ဟိုကိုကကတ်တီကတ်တက်တွေလိုက်တွေးရင်လည်းမဖြစ်ပြန်ဘူးပြီးခဲ့တဲ့ဘွဲကကျွန်တော်ပြောတဲ့ပြန်ကြစိုက်ကတိတိကျကျကြည့်လေနော်9 4 3ဆို9 4 3စီနီယာတက်တက်ပဲ အရှိနှလုံးနဲ့ညီကိုပဲနောက်နှလုံးနဲ့ညီကိုပဲဖြစ်နေတာဒီမှာလဲအတူတူပဲဒီကနေ့ပြန်ကြတော့654ညီကိုတက်တယ်ပဲကြာတယ်နော်ညီကိုတက်တယ်ပဲကြာတော့ရှေ့လဲညီကိုပဲနောက်လဲညီကိုပဲအခုဒီမှာကြာတော့သူကလည်းရှေ့လဲညီကိုတာပဲနောက်လဲညီကိုတာပဲညီကိုတော့မှန်တယ်ပြန်ကြမှဖြစ်ဘူးအပူကြီးဖြစ်နေတာနော်အဲ့တော့သူလှည့်ချင်းရင်သူကပေါက်တိပေါက်ချာလှည့်မှာပဲအဲ့မှာပြီးခဲ့တဲ့ဘွဲကကျွန်တော်နောက်ဆုံးစာရေးတင်လိုက်တာ လေးနောက်ဘက်ကလေးထိန်းနဲ့ထွက်တဲ့ညီကိုကနန်းပြန်ကြနော်ဒီမှာငါးနောက်ဘက်ကငါးထိန်းနဲ့ထွက်တဲ့ညီကိုကနန်းပြန်ကြအဲအဲ့မှာကျွန်တော်လိုက်ကြည့်တော့၆နောက်ဘက်အောက်မှာထွက်တဲ့ညီကိုဆို၃နဲ့၄ပဲရှိတယ်၆နောက်ဘက်က၆ထိန်းနဲ့ထွက်ထားတဲ့ကနန်းဆို၆၄၆ဒါပဲရှိတယ်အဲ၆၄၆ကိုကျွန်တော်မတင်ကြလို့စာလေးရေးပြီးတင်ပေးလိုက်တာ၄၆၆ရန်သားဆိုပြီးတော့ဒါလေးတင်ပေးတာနော်ဒီမှာတကယ်၆နောက်ဘက်အောက်မှာထွက်တဲ့ညီကိုဆိုဒီကနန်းတစ်ခွက်တည်းရှိတယ်အဲ့ဒါကိုကျွန်တော်မှမထွက်ဘူးပေါ့ဗျာနော်မထွက်တော့လည်းမထွက်နဲ့ပေါ့ ဒီ site တွေကကျွန်တော်ခဏခဏပြပူပါတယ်အဲ့မှာကျွန်တော်ပြောအောင်မယ်တကယ်လို့အချိန်ကြီးအချိန်ကြီးတန်းတန်းထွက်မယ်ဆိုဒီကနန်းလည်းထွက်ရတယ်နော်နေ့နေ့ကိုကျွန်တော်တို့ကအချိန်ကြီးတွေမယူတော့ဘဲနဲ့တုံညာခါကနန်းတွေလိုက်ယူတာတုံညာခါနေကနန်းနော်ခွန်တွေတုံညာတွေထောက်ထားလို့ဒီခွန်တွေတုံညာတွေထောက်ထားလို့နော်ဒီခွန်တွေတုံညာတွေထောက်ထားလို့ဒီတုံညာကခါနဲ့ထွက်တဲ့ကနန်းနော်ဒီတုံညာကခါနဲ့ထွက်တဲ့ကနန်းဒီတုံညာကခါနဲ့ထွက်တဲ့ကနန်းအဲ့ဒီကနန်းတွေကအခုကျွန်တော်တို့ဒီတန်းတန်း ကိုလေးပဲရိုက်ထားတဲ့ဆောင်เนาะလေးကိုလို့ရိုက်ထားတဲ့လေးကိုလို့ရိုက်ထားတဲ့အောက်ဆောင်เนาะအဲ့ကမ္မကောရင်တော့ပြန်ဆောင်မှာပါတုံညာကိုသုံးပါဒီပွဲမထွက်လဲနောက်ပွဲလဲကျွန်တော်ထိုးမှာဒီပွဲမှာတော့တုံညာထိတ်နေနှစ်ကွက်တော့ထိုးပေါ့ဗျာเนาะတုံညာကိုသုံးလို့ဒီလိုတော့ကြိုက်တာပေါ့ရှေ့ပေါင်း6ရှိတာเนาะဒီလိုလဲပြောလို့ပဲရမယ်တိုင်ရန်ထားခုနကစိုက်ကဆိုရင်လည်းဒါသုံးထိတ်စီရရှိနေပြန်တာပဲဟုတ်တယ်မဟုတ်လားအဲ့ဒါလာမယ်ကျွန်တော်တို့တော့မသိဘူး ဒီစိတ်ဆိုရင်ဒါသုံးထိတ်စီရညင်းလို့မမရကိုယ့်ကိုစာရွက်နဲ့ရေးနော်ကျွန်တော်ရေးပြီးတော့ကနန်းနဲ့ရေးပြီးတင်မပေးတော့ဘူးကိုယ့်ကိုလိုက်ပြီးတော့မှတ်ထားလိုက်တော့ အလုံးဆိုတော့ကျွန်တော်ကဟိုချင်းဒီလိုလေးပဲဓာတ်ပုံရိုက်ပြီးတော့ယူပြီးတော့စာရွက်နဲ့ကွက်ကိုမှတ်ထားလိုက်တော့အနှစ်ကိုသုံးလဲထည့်ထိုးရင်ထိုးပေါ့ရေးပေးမနေတော့ကွက်ကိုဓာတ်ပုံရိုက်ပြီးအဲ့ဒီထဲကတုံညာထိတ်စင်းတဲ့ကဏ္ဍလေးတွေကြိုက်တာ